်မင်္ဂလာပါပြည်သက်ကြီးဒီမေကွန်းကိုစဉ်းစားကြည့်ဘူးလားဒုတိယကမ္ဘာစစ်ပြီးလို့ရက်သက်တပတ်အနည်းငယ်အတွင်းမှာပဲဆစ်ရှုံးပြီးပြာပုံဖြစ်နေတဲ့ဂျပန်နိုင်ငံကြီးကိုဒူမမထက်မထားရဲ့လူတယောက်ကဝင်ရောက်အုပ်ချုပ်ခဲ့ပါတယ်သူဟာဘယ်သူလဲသိကြလားသူရဲ့စစ်အာဏာရှင်ဆန်တဲ့ဩဇာကိုအသုံးပြုလို့ကမ္ဘာငြင်းပွားပေါ်ရအကောင်ဆုံးဒီမိုကရေစီစနစ်ကိုဘယ်လိုများတည်ဆောက်ခဲ့ရလဲ ဂျပန်နိုင်ငံဟာဆစ်ရှုံးသွားပြီမဲ့ဒီမိုကရေစီကိုလက်ခံဖို့ဆန္ဒရှိခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့အမေရိကန်တို့ရဲ့အုပ်ချုပ်မှုအောက်မှာအေဂရီမင်းမြက်ကိုနဖျားအဖြစ်ကိုးကွယ်ရကနေဘလို့ပုဂ္ဂိုလ်တဦးဖြစ်ပြောင်းလဲသွားစေခဲ့ရလဲ။စစ်ပွဲမလုပ်ဖို့ပိတ်ပင်ထားတဲ့အခြေခံဥပဒေ Article 9ဟာဘလို့ပေါ်ပေါက်လာခဲ့တယ်လဲ။ဂျပန်ရဲ့ပညာရေးစီးပွားရေးနဲ့မြေအပိုင်ဆိုင်မှုတွေအပါအဝင်အရာအားလုံးကလုံးဝပြောင်းလဲသွားခဲ့ပုံကိုကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ကဲဂျပန်သမားရဲ့အရေးကြီးဆုံးရှုပ်ထွေးဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအခန်းကဏ္ဍတစ်ခုကိုလေ့လာကြည့်ကြရအောင်ဗျာ။ 1945ခုနှစ်စက်တင်ဘာ2ရက်နေ့မှာဂျပန်တို့တရားဝင်လက်နက်ချလိုက်ပါတယ်။အဲဒီနောက်ပိုင်းမှာဂျပန်ကိုပြန်လည်တိဆောက်ရေးအတွက်ဥဆောင်ရမယ်သူကတော့ဗိုလ်ချုပ်ကြီးဒေါက်ကလပ်မက်အာသာပဲဖြစ်ပါတယ်။သူကမဟာမိတ်တပ်ပေါင်းစုရဲ့အမြင့်ဆုံးအမိန်ပေးကွက်ကဲသူကြီး SCAB SCAP Supreme Commander for the Allied Powers လို့ခေါ်ကြပါတယ်။ဒီနေရာမှာစကလုံးအုံတော့အနေငယ်ရှေ့လျရတဲ့အတွက် SCAB SCAP လို့ပဲတူကောက်ခေါ်ပါမယ်။ SCAP မှာရေချက်နှစ်ခုရှိပါတယ်။ ပထမတစ်ခုကလက်နက်ဖြုတ်သိမ်းခြင်း demilitarization နဲ့နောက်တစ်ခုက democracy စနစ်ကိုပြောင်းလဲခြင်း democratization ပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျပန်ပြည်သူတွေရဲ့မျက်စိထဲမှာတော့ American စစ်သားတွေဟာအရင်ကသူတို့မုန်းတီးရွှန်ရှာခဲ့တဲ့ရန်သူတွေပါပဲ။စကပ်ပြေအုပ်ချုပ်မှုကဩဇာအာဏာအပြည့်နဲ့ဧကရစ်ဆန်သော democracy imperial democracy လို့ခေါ်ဆိုရလအောင်ထူးခြားဆန်းပြပါတယ်။လက်အာတာဟာဂျပန်ဝန်ကြီးချုပ်ကိုမခေါ်ဘဲဧကရစ်မင်းကြီး Emperor Hirohito ကိုတိုက်ရိုက်ခေါ်ယူဆက်ဆံခဲ့ပါတယ်။ဂျပန်ပြည်သူတွေဟာဆစ်ရှုံးမှုကြောင့်ကိုယ်စိတ်နှစ်ပါးလုံးထိခိုက်ပျက်စီးနေကြပါတယ်။ မြို့ကြီးတွေအများစုကဘုံကျဲမှုကြောင့်ပြာပုံဖြစ်နေပြီးစားနပ်ရိက္ခာရှာပါမှုအလောက်ကန်ရှာပါမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီအချိန်မှာစကက်ရဲ့စီမံခန့်ခွဲမှုကဂျပန်တွေအတွက်လမ်းပြကျယ်ဝင်ဖြစ်လာခဲ့ပါတယ်။မအာဒါဟာဂျပန်နိုင်ငံကိုအုပ်ချုပ်ရမှာဝါရှင်တန်ကအမိန်ပေးတာကိုအတိအကျနာခံရပြီမဲ့လက်တွေမှာတော့သူဟာဂျပန်နိုင်ငံကိုသူစိတ်ကြိုက်အုပ်ချုပ်ခွင့်ရှိတဲ့ချုပ်ချာအာဏာပိုင်လိုပါပဲ။စကက်ဖွဲ့ထဲမှာပါဝင်တဲ့အမေရိကန်လူငယ်လေးတွေဟာဂျပန်ရဲ့ကက်ဘိနက်ဝန်ကြီးတွေနဲ့ဥရေပြုလွှတ်တော်တွေထက်အာဏာပိုကြီးနေခဲ့ပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုဂျပန်ဆိုရကမငင်းဆန်ပဲလိုက်နိုင်ရပါတယ်။ဒါမဲ့မတ်အာတာဟာဂျပန်ရဲ့ယဉ်ကျေးမှုကိုလေးစားလိုက်နာမှုရှိခဲ့ပါတယ်။သူဟာအမေရိကန်စစ်အုပ်ချုပ်ရေးကိုတိုက်ရိုက်တီထောင်တာမျိုးမလုပ်ဘဲဂျပန်ဆိုရရန်နေရာကိုအုံပြုပြီးစကပ်ရဲ့အမိန့်တွေကိုဆက်လက်တောက်ပြန်ခိုင်းခဲ့တာဟာအလွန်ထူးခြားတဲ့ချင့်ကပ်ပုံပါပဲ။ဒီလိုလှုပ်ချင်းအဖြစ်အုပ်ချုပ်ရေးစနစ်အလွယ်တကူပြိုကွဲမသွားအောင်ထိန်းသိမ်းနိုင်ခဲ့ပြီးဂျပန်လူမျိုးတွေရဲ့တိတ်ခါကိုလည်းအတက်နိုင်ဆုံးထိန်းသိမ်းပေးခဲ့ပါတယ်။ 1946-1948ကာလဟာဂျပန်ရဲ့ဒီမိုကရေစီစနစ်ကိုအုံမြင့်ချတဲ့အချိန်ကာလဖြစ်ပါတယ်။စကပ်ဟာရှင်းယိုးဆွဲဂျပန်စနစ်ကိုခွဲခြားစိတ်ဖျားပြီးအခြေခံကျတဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုအချိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပါတယ်။အဓိကအရေးကြီးဆုံးပြောင်းလဲမှုကတော့1948ခုနှစ်မှာပေါ်ပေါက်လာတဲ့ဂျပန်နိုင်ငံရဲ့အခြေခံဥပဒေဖြစ်ပါပဲ။မက်အာတာဟာအစ်ကရစ်ကိုယာရုကနှုတ်ထွက်ခိုင်းလိုက်ရင်ဂျပန်လူမျိုးတွေရဲ့အုံကြွမှုတွေဖြစ်ပေါ်လာနိုင်တာကိုသိခဲ့ပါတယ်။ဒါကြောင့်အစ်ကရစ်မင်းမြတ်ကိုနတ်ဖျားဆန်တဲ့အဆင့်တန်း Divine Status ကနေပြည်သူတို့ရဲ့ စီးလုံးညီညွတ်မှုကိုကိုးစားပြုတဲ့ပုဂ္ဂိုလ် Symbol of the State အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ဧကရာဟာနိုင်ငံရေးအာဏာလုံးဝမရှိတော့ပါဘူး။ဥပမာကို Article 9ဟာကမ္ဘာပေါ်မှာအထူးခြားဆုံးအခြေခံဥပဒေပြဋ္ဌာန်းချက်တစ်ခုပါ။ဂျပန်နိုင်ငံစစ်စတဲ့ကြီးညာပိုင်ခွင့်ကိုအပြီးတိုင်ဆင့်လွတ်လိုက်ပြီးစစ်တပ်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကိုပါငင်းပယ်ခဲ့ပါတယ်။ဒီချက်ကြောင့်ဂျပန်ဟာငြိမ်းချမ်းတဲ့နိုင်ငံတော်ဖြစ်အဓိကထားပြီးရပ်တည်နေခဲ့ပါတယ်။ဒီချက်ကဒီနေ့ခေတ်အထိဂျပန်နိုင်ငံမှာအကြီးမားဆုံးယင်းပွားစရာတစ်ခုဖြစ်ရှိနေသေးဖြစ်ပါတယ်။ အာနာကိုအီကရစ်စီကနေပြည်သူလူထုစီလွှဲပြောင်းပေးခဲ့ပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲစနစ်ကိုစတင်ခဲ့ပါတယ်။မြို့သမီးတွေမဲပေးခွင့်ရရှိခဲ့ပြီးပထမဆုံးမြို့သမီးအမတ်တွေလည်းရွေးကောက်ခံခဲ့ရပါတယ်။မြေယာပြုပြင်ပြောင်းလဲရန်ဂျပန်ရဲ့လူမှုရေးကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့စီမံချက်ပါ။စစ်မှတ်ဖြစ်ခင်ဂျပန်မှာမြေယာအများစုကိုမြေရှင်ကြီးအနည်းစုပါပဲပိုင်ဆိုင်ထားပြီးလက်သမားအများစုကတော့မြေငါးဘဝနဲ့ဆင်းရဲဒုက္ခရောက်နေခဲ့ကြပါတယ်။စကပ်ကမြေရှင်ကြီးတွေရဲ့မြေယာတွေကိုဈေးပေါပေါနဲ့မဖြစ်မနေရောင်းချစေခဲ့ပြီး ဒီမီယာတွေကိုလယ်သမားတွေကပြန်လဲဝယ်ယူနိုင်အောင်လှုပ်ဆောင်ပေးခဲ့ပါတယ်။ဒီပြုပြင်ပြောင်းလဲမှုဟာအောင်မြင်လွန်းလို့1950ပြည့်နှစ်လောက်မှာဂျပန်လယ်သမား90ရာနှုန်းကျော်ဟာကိုယ်ပိုင်မြေပန်းဆိုင်တွေဖြစ်လာခဲ့ကြပါတယ်။ဒါဟာဂျပန်ရဲ့ကျေးလက်ဒေသကိုအလဲလက်တန်းစားလူရန်စားတွေပေါင်းများတဲ့အတိုင်းဝိုင်းဖြစ်ပုံသွင်းပေးခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့စီးပွားရေးဆင်မဖြစ်ခင်ကတည်းကဇိုင်ဘတ်ဆုလို့ခေါ်တဲ့မိသားစုပိုင်စီးပွားရေးလုပ်ငန်း Empire ကြီးတွေရဲ့လက်ထက်မှာရှိနေခဲ့ပါတယ်။ဥပမာအနေနဲ့ပြောရရင် Mitsubishi နဲ့ Mitsui တို့ပါပဲ။ စကတ်ကဒီဇိုင်းဘတ်စုတွေကိုဖြိုခွဲပြီးစီးပွားရေးလောကမှာရှင်ပြိုင်မှုတွေကိုဖန်တီးပေးဖို့စူးစမ်းခဲ့ပါတယ်။ဒါမှမဟုတ်ဒီစီမံကိန်းကမအောင်မြင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒုတိယကမ္ဘာစစ်အပြီးအခြေအနေအရစီးပွားရေးကိုပြန်လည်ထူထောင်ဖို့အတွက်ဒီလိုအင်အားကြီးတဲ့စီးပွားရေးအဖွဲ့အစည်းတွေလိုအပ်နေတယ်ဆိုတော့အမေရိကန်တွေသိလာခဲ့ရလို့ပါပဲ။အဲ့ဒီအကြောင်းကိုနောက်အခန်းမှာအသေးစိတ်ဆက်ပြောပြပါမယ်။ဂျပန်ရဲ့ပညာရေးစနစ်ဟာအရင်ကအကယ်ဒမီမြတ်ကိုကိုးကွယ်ဖို့နဲ့နိုင်ငံတော်အတွက်တည်ဆောက်ကန်စစ်သားဖြစ်ဖို့တအားအဓိကထားတင်ကြားပေးခဲ့တာပါ။ စကပ်ကပညာရေးကိုဒီမိုကရေစီစနစ်နဲ့လိုင်လျောညီထွေဖြစ်အောင်ပြောင်းလဲခဲ့ပါတယ်။ចောင်းတင်ရုံညွန်းနှန်းတွေကနေစစ်ဝါဒနဲ့ဧကရာဇ်ကိုးကွယ်မှုဆိုင်ရာအကြောင်းအရာတွေကိုဖယ်ရှားလိုက်ပါတယ်။အမေရိကန်ရဲ့633ပုံစံ၊မူလာရန်6နှစ်၊အလဲရန်3နှစ်၊အထက်တန်း3နှစ်စနစ်ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဆရာတွေကိုလည်းရက်ပတ်ဝန်ထမ်းတွေဖြင့်တက်မှတ်ပေးခဲ့ပြီးចောင်းစာအုပ်တွေကိုလည်းအမေရိကန်ပညာရှင်တွေကပြန်လည်ရေးဆွဲပေးခဲ့ပါတယ်။ရွေချက်ကတော့ဂျပန်မျိုးဆက်တစ်တွေကိုလွတ်လပ်စွာတွေးခေါ်နိုင်တဲ့နိုင်ငံသားတွေဖြစ်လာသေးဖို့ပါပဲ။ 1948ခုနှစ်လောက်ကစပြီးစကက်ပြေအုပ်ချုပ်ကလမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကိုသမိုင်းပညာရှင်တွေကဖြောင်းပြန်ခရီး The Reverse Ghost လို့ခေါ်ကြပါတယ်။အားကြောင့်လဲဆိုတော့အမေရိကန်ရဲ့ရွေချက်ကဒီမိုကရေစီစနစ်ထူထောင်ရေးကနေကွန်မြူနီဝါဒကိုတားဆီးရေးဘက်ကိုပြောင်းလဲသွားခဲ့လိုပါပဲ။ဒါကမ္ဘာအခြေအနေကြောင့်ပြောင်းလဲသွားခဲ့တာပါ။1949ခုနှစ်မှာတရုတ်ပြည်ကွန်မြူနီတွေကအောင်ပွဲခံခဲ့ပါတယ်။1950မှာကိုရီးယားစစ်ပွဲကိုစတင်ခဲ့ပါတယ်။ အမေရိကန်အတွက်ဂျပန်နိုင်ငံဟာအာရှတိုင်မှာကွန်မြူနီဝါဒကိုတားဆီးဖို့အတွက်အလွန်အရေးကြီးတဲ့စစ်ရေးအခြေစိုက်စကမ်းကြီးဖြစ်လာခဲ့ပါတယ်။ဂျပန်ကိုဒီမိုကရေစီစနစ်ထူထောင်နေရုံတသက်နဲ့မပြီးတော့ပါဘူး။စီးပွားရေးရခိုင်မာပြီးစစ်ရေးရအမေရိကန်ကိုအထောက်အကူပြုနိုင်မဲ့မဟာမိတ်နိုင်ငံဖြစ်လာဖို့လိုအပ်လာခဲ့ပါတယ်။ဒီလိုပြောင်းလဲလာတဲ့အတွက် SCAP ဟာပြည်ဝင်ပြောင်းလဲရေးတွေကိုရပ်တန့်ခဲ့ပြီးချုပ်ပြည်ဝင်ပြောင်းလဲမှုရောနောက်ပြန်ဆုတ်ခဲ့ပါတယ်။1949ခုနှစ်မှာအမေရိကန်စီးပွားရေးပညာရှင် Joseph Dodge ကဂျပန်ပြည်ကိုရောက်လာခဲ့ပြီးစီးပွားရေးတည်ငြိမ်မှုအစီအစဉ် Dodge Line ဆိုတာကိုချမှတ်ခဲ့ပါတယ်။ ရည်ရချက်ကတော့ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ပြီးဂျပန်ကိုစီးပွားရေးအားကောင်းလာအောင်လှုပ်ဆောင်မှုပါဒီချိန်မှာဇိုင်ဘတ်စုတွေကိုဖြုတ်ခွဲဖို့စ조사ခဲ့ရတယ်လို့လည်းရပ်တန့်လိုက်ပါတယ်အမေရိကန်တို့ကဂျပန်ကုမ္ပဏီကြီးတွေကစီးပွားရေးကိုအလင်းမြန်ပြန်လည်ထူထောင်နိုင်မဲ့အဓိကအင်ဂျင်တွေဆိုတာကိုသိလာခဲ့ပါတယ်ဒါကြောင့်ငကိုကဖြုတ်ခွဲထားတဲ့စီးပွားရေးအုပ်စုကြီးအများစုကနောက်ပိုင်းမှာ K-Rex လို့ခေါ်တဲ့ပုံစံတင့်နဲ့ပြန်လည်ပေါင်းစည်းသွားခဲ့ပါတယ်စပီးကဂျပန်နိုင်ငံမှာအလို့သမားတမကတွေအလွန်အားကောင်းလာခဲ့ပြီးကွန်မြူနတီပါတီဝင်တွေရဲ့လှုပ်ရှားမှုတွေလည်းတက်ကြွလာခဲ့ပါတယ် ကျောင်းမြန်ခီးရဲ့အစိပ်ပိုင်းတရက်အနေနဲ့စကပ်ဟာလောက်သမားတွေကိုအစိုးရဝန်ဆောင်မှုဆိုင်ရာကဏ္ဍတွေမှာတပိတ်မောက်ခွင်ကိုပိတ်ပင်ခဲ့ပြီးကွန်ရူနစ်စနစ်လှုပ်ရှားမှုတွေကိုနှိမ်နှင်းခဲ့ပါတယ်။ဒီလောက်ရဲ့ကြောင့်ဂျပန်ရဲ့ဒီမိုကရေစီစနစ်မှာအလောက်သမားအခွင့်အရေးဆိုင်ရာပြန်လည်ဟန်ချက်ညီမှုလိုအပ်ချက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ပုံမှန်ကိုကြောင့်ဂျပန်မှာစစ်တပ်မရှိရဘူးလို့သတ်မှတ်ထားပြီးမြေကိုရီးယားစစ်ပွဲစတင်လာတဲ့အခါမှာမက်အာတာဟာဂျပန်ကိုအမျိုးသားရဲအရန်တပ်ဖွဲ့ National Police Reserve 9500နဲ့ပင်လယ်ပြင်ဘေးကင်းရေးတပ်ဖွဲ့ Marine Time Safety Agency 8000ကိုဖွဲ့စည်းဖို့အမိန့်ပေးခဲ့ပါတယ်။ဒီတပ်ဖွဲ့တွေဟာနောက်ပိုင်းမှာဂျပန်ရဲ့ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ Japan Self Defense Force ဖြစ်လာခဲ့ပြီးလက်ရှိချိန်ထိပုံမှန်ကိုရဲ့ဘောင်တွင်းမှာပဲကာကွယ်ရေးအတွက်အသုံးပြုဖို့ကန့်သက်ထားတာကိုတွေ့ရမှာပါ။အချို့မှာကလာပြီးဆုံးခြင်းကိုအမှတ်သားပြုတဲ့အရေးကြီးဆုံးချက်ကတော့1952ခုနှစ်စက်တင်ဘာလမှာလက်မှတ်ရေးထိုးခဲ့တဲ့ San Francisco ငြိမ်းချမ်းရေးစာချုပ်ပါပဲ။ဒီစာချုပ်ဟာဂျပန်နဲ့မဟာမိတ်နိုင်ငံ48နိုင်ငံတို့အကြားစစ်ပွဲအခြေအနေကိုတရားဝင်အဆုံးသတ်စေခဲ့ပါတယ်။ ဒါပေမဲ့ဒီစာချုပ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုကတော့ American Japan လုံခြုံရေးသဘောတူညီချက်ပဲဖြစ်ပါတယ်။ဒီသဘောတူညီချက်အရ American တပ်ဖွဲ့တွေဟာဂျပန်နိုင်ငံထဲမှာဆက်လက်တဆွဲခွင့်ရရှိခဲ့ပြီးဂျပန်နိုင်ငံရဲ့ကာကွယ်ရေးတာဝန်ကို American ကယူခဲ့ရပါတယ်။ဒါဟာဂျပန်နိုင်ငံကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာတဲ့အထိ American ရဲ့စစ်ရေးရဩဇာလွှမ်းမိုးမှုဆက်ရှိနေစေတဲ့အကြောင်းရင်းပဲဖြစ်ခဲ့ပါတယ်။1952ခုနှစ်ဧပြီလမှာအုပ်ချုပ်မှုပြီးဆုံးပြီးဂျပန်နိုင်ငံဟာအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီခုနှစ်နှစ်တာကာလဟာဂျပန်လူမျိုးတွေရဲ့စိတ်ဓာတ်နဲ့လူမှုဘဝကိုအကြီးအကျယ်ပုံဖော်ပေးခဲ့ပါတယ်။ဂျပန်ဟာဒီမိုကရေစီရန်ရဲကိုအစကနေစပြီးတည်ယူခဲ့ရပါတယ်။ခြေကံဥပဒေကနေအစပြုပြီးရွေးကောက်ပွဲစနစ်လွတ်လပ်စွာထုတ်ဖော်ပြောပြောဆိုခွင့်လူခွန်ရေးစံနှုန်းတွေဟာအမေရိကန်တို့ရဲ့လွှမ်းမိုးမှုကနေပေါက်ဖွာလာခဲ့တာပါ။ပုံမှန်ကောစစ်ပွဲအန္တရာယ်ကနေကင်းဝေးစေခဲ့ပြီးဂျပန်နိုင်ငံဟာကာကွယ်ရေးအသုံးစရိတ်တွေကိုစီးပွားရေးတိုးတက်ဖို့အတွက်သုံးစွဲနိုင်ခဲ့ပါတယ်။ ဒါဟာဂျပန်ကိုစစ်ပီးခေစီးပွားရေးတိုးတက်မှုအံ့ဖွယ်ဖြစ်ရတဲ့ခုဖြစ်စေခဲ့တဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ဂျပန်လူမျိုးတွေရဲ့စိတ်ဓာတ်ပြောင်းလဲမှုပါပဲ။စစ်အာဏာရှင်ဆန်တဲ့စနစ်တစ်ခုကနေငြိမ်းချမ်းရေးကိုမျက်လုံးပြီးစီးပွားရေးတိုးတက်မှုကိုအဓိကထားတဲ့နိုင်ငံဖြစ်သူအသွင်ပြီးကူးပြောင်းသွားခဲ့ပါတယ်။ကဲပြည်သက်ကြီးဂျပန်နိုင်ငံကိုအမေရိကန်တို့အုပ်ချုပ်ခဲ့တဲ့ခုနှစ်နှစ်တာကာလအကြောင်းကိုအကျဉ်းချုပ်ပြောပြခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်နဲ့ဂျပန်ကိုအုပ်ချုပ်ခဲ့တာဟာတခြားနယ်ချဲ့နိုင်ငံတွေလိုကုတ်သွေးဆုပ်ချဲ့လဲခဲ့တာမျိုးမဟုတ်ခဲ့ဘူးဆိုတာတွေ့နိုင်ပါတယ်။ ဒီကာလဟာတကယ်တော့အားလုံးအတွက်ခက်ခဲတဲ့အချိန်မှာအမေရိကန်တွေအတွက်ဂျပန်လိုရှေးကျပြီးကြီးကျယ်ခံတာရင်းကျေးမှုကိုဘလို့ဒီမိုကရေစီစနစ်ထူထောင်ရမယ်ဆိုတာခေါင်းခဲစရာကိစ္စဖြစ်သလိုဂျပန်ပြည်သူတွေအတွက်ကလည်းရန်သူရဲ့စစ်အုပ်ချုပ်မှုအောက်မှာကိုယ့်ရဲ့ဘိုးဘွားမွေနဲ့တွေကိုလက်လွတ်ခံပြီးနိုင်ငံတစ်တစ်ခုကိုတိဆောက်ခဲ့ရတာစိန်ခေါ်မှုကြီးတစ်ခုပါပဲ။ဒါပေမဲ့ဒီလိုခက်ခဲတဲ့လမ်းကြောင်းကိုဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်သာဂျပန်နိုင်ငံကဒီနေ့ခေတ်ကဘာကြီးမှာဒီလိုမျိုးခင်မြင်ငြိမ်းချမ်းပြီးစီးပွားရေးရအင်အားကြီးမားတဲ့နိုင်ငံဖြစ်ရပ်တည်နိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီကျောင်းညာနဲ့ပတ်သက်ပြီးပြည်သက်ကြီးရဲ့ထင်မြင်ချက်ကိုလည်းသိကျင်ပါတယ်။ဂျပန်ရဲ့စီးရေးချက်တွင်မှုတားမြစ်တဲ့ပုံမှတ်ကို Article 9ကိုဒီနေ့ခေတ်ကမ္ဘာနိုင်ငံရဲ့အခြေအနေနဲ့ဘယ်လိုသဘောရလဲဆိုတာ comment မှာရေးခဲ့ပေးပါအောင်နော်။နောက်ထပ်ဘယ်နိုင်ငံရဲ့တမန်ကြောင်းကိုလေ့လာကျင်တယ်လဲဆိုတာကိုလည်းပြောပြခဲ့ပါနော်။ဒီဗီဒီယိုကြိုက်နေတဲ့တဲ့ဆိုရင် Like Share Subscribe လုပ်ဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။